မိုင်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အလဲထင်အားနဲ့20ကိုပြန်လည်ပြောင်းတော့မှာဖြစ်ပါတယ်20နဲ့မျိုးဖြစ်ပါတယ်နေ့တစ်အလဲထင်အားနဲ့တာခုနှစ်အလဲထင်ပါနော်နေ့3မှာဆိုရင်ဒီ6ပါနော်3များ6 3ခွန်ခွန်မှာဆိုရင်395 3များ3ခွန်မှာဆိုရင်နေ့3များနေ့မှာဆိုရင်48 8အလဲပါနော်96 9အလဲ10အလဲ နှင်းရှောင်းမှာဆိုရင်တော့ဒီမှာ9ကလည်းရှောင်းတုံးမှာဆိုရင်9 3 9မှာဆိုရင်3ည6ခွန်မှာ3ညနှင်းရှောင်းကတ်တဲ့3ရှောင်းတုံးများအလဲထင်အားနေတာ၄ပေါ့နော်6တုံးများအလဲပြီးရင်တော့ဒီမှာလည်း6အလဲ9နှင်းမှာတော့6အလဲရှောင်းရှောင်း9ပေါ့နော်3အလဲအားနေတာ6အလဲ9ရှောင်းနှင်း4အလဲဒီမှာတော့နှင်းမျိုးစလုံး6ပေါ့နော်နှင်းနှစ်7 4 3 6 6 3 နေ့၃ည9ခွန်ခွန်9မှခုနှစ်အလဲ၆တက်မှဆိုရင်၃ည၃ည9မှဆိုရင်ခုနှစ်၃ည9မှက9၃ည9မှက6တင်းနှစ်မှက6၄9မှက2ခွန်9ဆိုရင်တော့ဒီမှာ8အလဲပေါ့နော်တက်ခွန်မှ၃ည9အလဲ၄3ည9မှ9အလဲ၃8အလဲထိုင်ပျောက်တယ်ပေါ့နော်ကျွန်တော်ပြခဲ့တဲ့ဘက်မှာဒီနည်း2မျိုးအရာ၃8နဲ့အလဲထိုင်ပျောက်တယ်ပေါ့နော်သူချပြတော့တာက၃9နည်းဖြစ်ပါတယ် ဒါကြောင့်မို့ကိုအလဲထိန်ဆိုတဲ့အတွက်၃ရှစ်အပြောက်က OK တယ်ပေါ့နော်။၃ရှစ်အလဲထိန်အပြောက်ဆိုတာလေးက OK တယ်ပေါ့နော်။ Okay ဒါလေးကိုကျွန်တော်ပြန်လည်မြောက်တော့မှဖြစ်တယ်ပေါ့နော်။၁၂ကြိမ်အတွက်အသုံးလိုတဲ့မိုင်ဆွေများအတွက်ဖြစ်ပါတယ်။ Okay အရင်ဆုံးကျွန်တော်ဒီနံပါတ် A ကိုအရင်ဆုံးလေ့လာကြည့်အောင်ပေါ့နော်။နံပါတ် A ရဲ့နံပါတ် B ရဲ့ပေါ့နော်။ Okay နံပါတ် A ကတော့ကျွန်တော်ဒီရှေ့ဆုံးကနှစ်မှာတစ်ကြိမ်ဒီ၃က၁က၃ကြိမ်ဆိုတော့၃ပေါ့နော်။နည်းနည်း၃ပေါင်းရှင်း၅ ၅အလဲထိန်ပြောက်တာခုနှစ်အလဲပြီးရင်ဒီမှာ၆အလဲထိန်ပြောက်တာ၃ညခုနှစ်၃ပေါင်း၃၀တုံညအလဲထိန်ပြောက်တာခုနှစ်၃ခွန်ခွန်ပါနော်၅၉မှာခွန်၆တက်မှာ၃ညအုံညာ၅မှာခွန်၃၅၉တုံညာ၉ဆိုရင်၆တင်းနှစ်ဆိုရင်၈၄၉ဆိုရင်နှစ်ခွန်၉ဆိုရင်ဒီမှာ၈တက်၉တက်ခွန်မှာတုံညာ၄တုံညာမှာ၅၃၈မှာဆိုရင်၉အလေထင်ဖြစ်တယ်ဗောနော်၃၉နေဆိုတဲ့အတွက် ငယ်ဒီ3ကို6ကိုအလစ်ထိန်ပြောက်တာ OK တွေပါနော်။ဒါဆိုရင်12ကြိမ်အတွက်3 9နဲ့3ည6ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီရှေးဆုံး3မှာတစ်ကြိမ်ပေါင်းမယ်ပါနော်။ရှေးဆုံးဒီထိန်မှာတစ်ကြိမ်ဒီ6ကို3ကြိမ်ပေါင်းရတာဖြစ်ပါတယ်။ဒီအပေါ်မှာဆိုရင်ရှင်3နဲ့3နဲ့ပေါင်းရှင်3ပေါ့နော်ဒီ3နဲ့ဒီ3နဲ့ပေါင်းရင်4ဖြစ်ပါတယ်ဆိုတော့6 3ကြိမ်ပေါင်းရှင်17ရှင်းနဲ့ဒီ3နဲ့ပေါင်းတော့17ရတဲ့အတွက်ဒီ17ကြိမ်မှာ1အလေထိန်ပြောင်းမှာဖြစ်ပါတယ် ါကနီးနံပါတ် A ဖြစ်ပါတယ်ဗောနော်နံပါတ် A ကျွန်တော်ဒီနီးအရာဒီ၁၂ချိန်မှာတစ်အလဲထိုင်ပြောင်းมาဖြစ်ပါတယ်โอเคဆက်ပြီးတော့ဒီနီးနံပါတ် B ကိုအတူတူထပ်ပြီးလေ့လာကြည့်မယ်ဗောနော် နီးနံပါတ် B ကကျွန်တော်ဒီ၃၅2ဒီကနန်း၃လုံးပေါင်းပြီးတော့ရှင်းနေထပ်ပေါင်းတာဗောနော်ရှင်းနေနေပေါင်းတဲ့စိ၃၅ပေါင်း၈ဒီ၉နဲ့၈ပေါင်းစက္ကန့်၇နဲ့၃ပေါင်း၃၀ ပြီးရင်ဒီမှာရှစ်က3ချိန်ပေါ့နော်3နှစ်3ဆိုတော့ရှစ်3ချိန်ပေါင်းရှင်း24ကို3နဲ့ပေါင်းရှင်းခွန်ဆိုပြီးတော့ယူထားတဲ့အတွက်ဒီ72ချိန်မှာ3ခုနှစ်ဒီ3လုံးကိုပေါင်းပြီးတော့ကျွန်တော်ရှင်းနဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီအပေါ်မှာရှိတဲ့ရှင်းနဲ့ဒီအောက်ကနင်းနဲ့ပေါင်းတာ30 3ခုပေါင်းရင်7နှစ်ဆိုတဲ့အတွက်ဒီ72ချိန်မှာနှီးနံပါတ် BD နှီးအလဲထိုင်ပြောင်းမယ်ပေါ့နော်။ သုံးငါနေကိုရှင်နေပေါင်းတယ်သုံးတို့များကိုကိုရှင်နေပေါင်းတယ်သုံးရှိရှိကိုရှင်နေပေါင်းတယ်နိနိခွန်ကိုရှင်နေပေါင်းထားတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီဆက်နှချိန်မှာကျွန်တော်တို့တင်းနေအလေထိုင်ပြောင်းมาဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီမှာထပ်ဖြည့်မယ်ပေါ့နော်နံပါတ်ပီကဒီမှာဆိုရင်နိပြောင်းမယ်ပေါ့နော်တင်းနေနေနဲ့အလေထိုင်ပြောင်းมาဖြစ်ပါတယ်နောက်ထပ်နည်းတွေဆက်ကြည့်အောင်ပေါ့နော်ဒီဟာလေးဖြစ်ပါတယ် တဲ့နေ3ဆိုပြီးတော့နေ3မျိုးပြပေးထားတယ်ပေါ့နော်6345ပေးတာ9နေ9တုံများပေးတာ6ခွန်3နေ3ပေးတာ9 4956ပေးတာ3ည9545ပေးတာနေပေါ့နော်436ခွန်မှာ8ခွန်9ခွန်8မှာ9ရှိရှိ9တုံများမှာ1နေနေနေ3မှာ9โอเคဒီလိုလေးဖြစ်ပါတယ်ပေါ့နော်ဒီအောက်တောက်6ဖြစ်ပါတယ် ကိုရှောင်းနဲ့တောင်ညာလေးလေးနီနီတရှင်လေးတောင်းရှေရှောင်းတော့နှစ်တောင်များကိုပါနော်ဒီလိုလေးတွေဖြစ်တယ်ဆိုပေမဲ့ကျွန်တော်ပြည့်ခရီးတစ်ပတ်ဒီနီးအရာကိုတောင်များတင်းနဲ့အလဲထိုင်ပြောက်တယ်ပါနော်ဒီချပေးတော့တာက3ကိုနီးဖြစ်ပါတယ်3 9နီးဆိုတဲ့အတွက်အလဲထိုင်ကိုဒီဒီမှာတစ်ချိန်ပြတ်သွားပြီပါနော်နီးနံပါတ်1ကအဲ့မှာကိုအလဲထိုင်အားနေတာကိုအလဲထိုင်ချားသွားတဲ့အတွက်နံပါတ်2နဲ့နံပါတ်3နဲ့ပဲ OK တယ်ပါနော် နောက်တစ်ခု၄ခွန်၃ည၄ခွန်ဆိုတာလေးကလည်း OK တယ်ပေါ့နော်။ဒီနီးနံပါတ်၁ကဒီ၁၂ချိန်မှာရှေ့ပြောင်းမယ်ပေါ့နော်။နီးနံပါတ်၂ကိုဆက်ပြီးလေ့လာကြည့်အောင်။နီးနံပါတ်၂ကဒီ၅တချိန်ဖြစ်ပါတယ်။နီးနံပါတ်၁ကပြည့်ခဲ့တဲ့ဘက်မှာပြတ်သွားတယ်ဆိုတော့ကျွန်တော်မပြတော့ဘူးပေါ့နော်။ရှေ့၄နှစ်ချိန်ပေါင်း၈ကို၉နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ ။အဆွေဒီရှင်းနဲ့9နဲ့10ပေါင်း73 3နဲ့10ပေါင်း73တင်နဲ့9ပေါင်း30ဆိုပြီးတော့အပြည့်ကလေးတစ်ပတ်မှကျွန်တော်တုံးများအလေထင်ပြောက်မယ်ပေါ့နော်။ဒါကြောင့်မို့ကိုယ်အလေထင်ဖြစ်ပါတယ်။တုံများလေထင်ပြောက်တာ3ခုနဲ့9အလေထင်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်7နှစ်ကြိမ်အတွက်ကအပေါ်နေ့တိုင်းပဲဒီတုံများတစ်ကြိမ်ဒီ3နဲ့9ပေါင်းတဲ့အတွက်နေ့နဲ့9ပေါင်းတာ71ဒီ6နှစ်ကြိမ်6နှစ်ကြိမ်ဆိုတော့3နှစ်ကြိမ်ပေါင်း6 6နှစ်ကြိမ်ပေါင်းတာက7နှစ်ကို9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် 9နဲ့10ပေါင်း16နဲ့2ပေါင်း8ဆိုတဲ့အတွက်ကြောင့်မို့ဒီနီးနံပါတ်နီးဒီလည်း8အလဲထင်းပြောင်းမှာဖြစ်ပါတယ်။နီးနံပါတ်3နဲ့အတူတူပဲပေါ့နော်။ပြီးရင်3နဲ့အလဲထင်းပြောင်းတာဆိုတာလေးဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ဒီခရက်တစ်ပတ် margin တော့အဲ၃ညာ၄ခွန်ဆိုတာလေးလည်းပြောင်းတယ်ပေါ့နော်။9နဲ့ချိန်30 2နဲ့3ပေါင်းချင်းကဒီ3နဲ့ချိန်ကနည်း4က3ချိန်ဆိုတော့7နဲ့ဒီ9ကတစ်ချိန်4က4ချိန်ဖြစ်ပါတယ်16ပေါ့နော်။ ကိုးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာနေနဲ့နေပေါင်းလေးလေးနဲ့6ပေါင်းတစ်စိဖြစ်ပါတယ်ငားရဲ့ခွန်9ပေါင်း86ကိုအချိန်မှရှိတဲ့ငားနဲ့ပေါင်းတာ73ဆိုတဲ့အတွက်တင်းနဲ့အလေထင်အပြောင်းယူတာဖြစ်ပါတယ်3ကိုနေဆိုတဲ့အတွက် OK မယ်ပေါ့နော်တင်းနဲ့အလေထင်ပြောက်တာ9အလေထင်ဆိုပြီးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုဒီ72ချိန်အတွက်ပေါ့နော်တုံများ2ချိန်တုံများဖြစ်ပါတယ်ငား2ချိန်ဆိုတဲ့အတွက်တုံများ2ချိန်တုံများ နေ့နဲ့တုံမြန်နဲ့ပေါင်းတဲ့အတွက်တုံမြန်နဲ့6ပေါင်းတာ6နေ့တစ်ကြိမ်ခုနှစ်3ကြိမ်ပေါင်းရှင်း27ကိုကတစ်ကြိမ်34ကြိမ်ပေါင်းရှင်းဒီ7နေ့ပေါ့နော်နေ့ပြည့်ရင်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဟာဆိုရင်ကျွန်တော်ဒီ9နဲ့တစ်ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာနေ့နဲ့နေ့ပေါင်းရှင်းဒီ4ပေါ့နော်နေ့နဲ့နေ့ပေါင်း4ရှောင်းနဲ့ပေါင်းရင်30မကူတလုံးကြံတဲ့အတွက်ကျွန်တော်ကူတုံများအလဲထိန်ပြောင်းမယ်ပေါ့နော် ဒီဆက်နှစ်ကြိမ်မှာဒီနေ့အရာကိုတုံညအလေးထိန်ပြောက်တာဖြစ်ပါတယ်ခင်ဗျာပင်ရှိဖြစ်ပါတယ်ဗောနောပင်ရှိဖြစ်ပါတယ်ကိုတုံညဆိုတော့ကျွန်တော်ဒီတုံညလေးခွန်ကိုကြတော့နောက်ထပ်တစ်ခုမှာဆက်ပြီးကြည့်အောင်ဗောနောဒီအနီရောင်လေးနဲ့ကြည့်ပြထားတာလေးခွန်ဆိုပြီးတော့ဗောနောတုံညပါပိတာဆိုတဲ့အတွက်တုံညလေးခွန်ဖြစ်ပါတယ်โอเคဒါဆိုရင်ခုနကကျွန်တော်ဒီနေ့မှာကြတော့တင်းနဲ့အလေးထိန်ပြောင်းမယ်ဗောနော တင်းနစ်ဆိုတော့ဒီမှာထပ်ပြည့်မယ်တင်းနစ်89တုံများပေါ့နော်89တုံများတင်းနစ်ဖြစ်ပါတယ်အစင်လိုက်ယူမယ်ဆိုရင်89တုံများတင်းနစ်အလဲထင်းပြောင်းမယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်ဒီအပေါ်မှာပြပြထားတဲ့တုံများလေးခွန်ဆိုတာလေးအဆက်ကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော်နံပါတ်36 39 38ရာနေစာပြထားခြင်းဖြစ်ပါတယ်အလဲထင်းအပြောက်၃လုံးပေါ့နော်တိခွန်ပေါင်း8 8ခွန်ပေါင်း15 15မှာဆိုရင်9အလဲထင်း9 9 3 ရှင်ငါနဲ့အလဲထိုင်ပေတာတုံများအလဲထိုင်ပေါ့နော်ငါတုံများလေးတင်းရှင်ငါပေတာတုံများအလဲထိုင်ငါတုံများတုံတင်းရှင်ငါကိုအလဲထိုင်မှာအားနေတယ်ပေါ့နော်တုံအလဲထိုင်336ဒီမှာလည်း၄တုံတုံများခုန်စင်ဒီမှာ6ပေါ့နော်နေ9 6မှာကြတော့ဒီမှာတုံညာတုံညာခုန်လေးမှာက6တုံများခုန်လေးကိုအလဲထိုင်မှာပေထားတာပေါ့နော်6အလဲထိုင်ဖြစ်ပါတယ်6အလဲထိုင်ပဲ ီတော့၅နှစ်ကိုမှာတော့တုံမြလေးလေးလေးအလေးထိုင်နင်းနေတဲ့63တုံမြမှာ843လေးအလေးထိုင်နေတဲ့ရှိပေတာ6 9နှစ်ကိုကိုအလေးထိုင်ပေတာဆိုရင်တုံညာရှင်း9နှစ်ကိုပေတာဆိုရင်9009ပေါ့နော်ခုနှစ်အလေးထိုင်ဖြစ်ပါတယ်ခွန်နှစ်တစ်ကိုပေးတာဆိုရင်တုံည963ကိုအလေထိန်ပေးတာဆိုရင်ခုနှစ်အလေထိန်ဖြစ်ပါတယ် โอเคแชร์ပြီးတော့အလေးလာကြည့်အောင်3ခွန်ခွန်ပြီးတော့6 4ပေါ့နော်6 4မှာဆိုရင်3ညခွန်လေးကိုပေးတာဆိုရင်9လေးတစ်ချစ်ကိုပေးတာ6ငါ3 3ညခွန်ကိုပေးတာဆိုရင်6 3တုံမြောက်ခွန်ပဲပေးတာက2 6 3တုံမြောက်ကိုပေးတာ6 6 5 2ကိုပေးတာ3ည2 6ကိုပေးတာ5ပေါ့နော်โอเคဆက်ပြီးတော့လေ့လာကြည့်အောင်3ကနေပြီးတော့3ခုနေမှာပြီးခဲ့တဲ့တစ်ပတ်တုံမြောက်ခွန်လေးပေါ့နော် တုံများတူနေတဲ့အတွက်ခွန်လေးပဲပြပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီဆက်နှစ်ချိန်မှာနှီးအရာတစ်ခွန်ပေါင်း၈ခွန်ပေါင်း55ဆိုတဲ့အတွက်တစ်ချင်းကအလေထိန်ပြောင်းမှာဖြစ်ပါတယ်โอเคဒါဆိုလို့ချင်းရကျွန်တော်ဒီမှာတစ်ချက်၅ပေါ့เนาะဤအလုံးပြန်စုပေးမယ်ပေါ့เนาะတစ်ချက်၅ရကိုးတုံများတင်းနေပေါ့เนาะဒီနေ့အရာဒီဟာလေးကတော့ရှစ်ကိုးတုံများတင်းနေပေါ့เนาะပြီးခဲ့တဲ့ဘက်မှာတော့ဒီတော့ကိုးအလေထိန်တစ်ခုပြတ်တယ်ပေါ့เนาะ ကိုယ်ကလည်းထင်တခုပြတ်သွားခဲ့တဲ့နိနံပါတ်၄ပေါ့နော်ဒီတစ်ပတ်မှာလည်းရှစ်ချင်းချစ်တူနေတဲ့အတွက်ကြောင့်မို့ရှစ်ကိုတုံများတင်နေ၅ဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုရင်၅တလုံးထပ်ထည့်ရမှာဖြစ်ပါတယ်တိရှင်၅ဆိုရင်အတွက်ဒီမှာတိရှိကပါပိသားဆိုရင်အတွက်၅တလုံးထည့်လိုက်ရင်ပဲပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တိ၅နိပေါ့နော်ဒီမှာထပ်ဖြည့်ပြီးမယ်တဆူတဆေးလေးဖြစ်သွားအောင်ပေါ့နော်တိ၅နိ တင်း9နေပြီးတော့693ညပါเนาะတင်း9နေ693ညဆိုပြီးတော့ကျွန်တော်ဒီအလဲထိုင်6လုံးပေးမှာပါเนาะဒါနေ့အရာဖြစ်ပါတယ်အတုံးလို့တဲ့မိတ်ဆွေတွေအတွက်ပါเนาะဒါကတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာတော့9အလဲထိုင်ပြတ်သွားတယ်ပါเนาะဆိုတော့ဒီတပတ်မှာကျတော့ okay အကယ်၍ okay လာခဲ့မယ်ဆိုရင်ပါเนาะ3 4 5ဒီမှာဆိုရင်6 9ဆိုတော့693ညကအားနေထဲမှာပါတဲ့အတွက် လွတ်တာဆိုရင်3 6ခွန်အလဲကျန်မှာဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်တင်ချာနည်းအရပါနော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။